ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာကရုရှားရဲ့အပြစ်ရဲ့ကမ်းလှမ်းချက်ကိုပယ်ချပြီးနောက်မင်းအွန်လိုင်းဘာဝင်နိုင်ငံတကာခေါင်းဆောင်ချုပ်တက်မီ20ပြည့်ရုရှားယင်မီအောင်ပွဲအခမ်းအနားလုံခြုံရေးကိုတာဝန်မယူဟုယူကရိန်းသမ္မတသတိပေးတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အကြံပေးမင်းအွန်လိုင်းဘာဝင်နိုင်ငံတကာခေါင်းဆောင်ချုပ်တက်ရောက်မီ20ပြည့်ရုရှားယင်မီအောင်ပွဲအခမ်းအနားလုံခြုံရေးတာဝန်မယူဟုယူကရိန်းသမ္မတဇလန်စကီးကသတိပေးလိုက်ပါတယ်မေလာကွေးရနေ့ရုရှားနိုင်ငံယင်မီမှာပြုတ်လုပ်မီဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနဲ့ နှစ်80ပြည့်အထိမ့်အဖြစ်တရုတ်သမ္မတရှီချင်းပင်အကြံဖတ်မင်းအောင်လိုင်ပါဝင်နိုင်ငံတကာအချို့ခေါင်းဆောင်များတက်ရောက်ရန်ရှိနေပြီးယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်းဖြစ်ပျက်မှုများအတွက်တာဝန်ယူမည်မဟုတ်ဟုထုတ်ဖော်ပြောဆိုလာပဲဖြစ်ပါတယ်။နှစ်80ပြည့်ဂျီမီနီအောင်ပွဲအထိမ့်အဖြစ်အတွက်မေလ8ရက်နေ့မှမေလ10ရက်နေ့ထိအပြစ်ခတ်ရဲစဲရန်ရုရှားသမ္မတပူတင်၏အဆိုပြုချက်ကိုလည်းယူကရိန်းသမ္မတကပယ်ချခဲ့ပြီးရုရှားနိုင်ငံထဲမှာမေ9ရက်နေ့မှဖြစ်ပေါ်လာမည်အခြေအနေများအတွက်တာဝန်ယူနိုင်ကြောင်းတရားဝင်ပြောဆိုလာတာပဲဖြစ်ပါတယ်။ ယူကရိန်းသမ္မတ၏ပြောဆိုချက်သည်ရုရှားနိုင်ငံသို့လာရောက်မီနိုင်ငံတကာခေါင်းဆောင်များ၏လုံခြုံရေးကိုထိရောက်ချင်းချောင်းနေပြီးအကြမ်းဖက်ရန်ချင်းချောင်းမှုအဖြစ်ရုရှားနိုင်ငံသား၏ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာယာဆာခါရိုဗာကတုံ့ပြန်ပြောဆိုလာတာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံတွင်မေလ9ရက်နေ့ပြုလုပ်မီဂျင်မီချီတက်ပွဲသို့စစ်ကောင်စီဘက်မှလည်းပါဝင်တက်ရောက်ချီတက်မီဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှမေလ9ရက်နေ့ရုရှားနိုင်ငံသို့တောရောက်မီဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ခင်ဗျာ။